Hello အလုံးမဲမင်္ဂလာပါအမဒီနေ့ပေါ့နော်အ YouTube video လေးတခုတွေ့လိုက်တယ်အဲ့ဒါလေးကသူ YouTube လုတ်လာတာပေါ့နော်၃လရှိပြီပေါ့အဲ့၃လမှာသူဗားလေးလုတ်ခဲ့လေဗားလေးလမ်းကလည်းပေါ့နော်အားလေးတွေ့တော့အမလည်းအဲ့လို video လေးလုတ်ချင်တာနဲ့အမအခုလုတ်လိုက်တာပေါ့နော်အမကတော့ဒီ YouTube ကိုလုတ်တာ၆လကျော်ပြီပေါ့အဲ့တော့အမလည်းပုံမှန်၆လကျော်လာတဲ့အများ ခင်ယူစရာတွေပြီးရင် improve လုပ်စရာတွေကောင်းတာလေးတွေပေါ့နော်တွေ့လာရတယ်။ဒါကြောင့်မလို့မှလည်းအားလုံးနဲ့ share တွေလုပ်ပေးချင်ပါတယ်။ပထမဆုံးတော့အမဒီ YouTube ကိုဘာလို့စခဲ့လဲပေါ့နော်။ဘာဖြစ်လို့အမဒီ YouTube ကိုစခဲ့လဲဆိုတော့အမပထမချက်ကတော့အမ useful ဖြစ်တဲ့ information တွေအမ sharing လုပ်ချင်လို့ပေါ့နော်။ကိုကလည်း YouTube မှာအလို useful ဖြစ်တဲ့ video လေးတွေကြည့်ရတာကြိုက်တယ်။ခီးသွားတာပဲဖြစ်ဖြစ်အစားတောက်စားတာပဲဖြစ်ဖြစ်ဘာပဲလုပ်လို့ပေါ့နော်။အားကြောင့်မလို့ဩငါလည်း သူများတွေလည်းအခုပြန်ပြောနေတာပဲပေါ့အဲ့ဒါလေးဗီဒီယိုလုပ်လို့ရှိရင်ကိုကတယောက်ပဲပြောနိုင်မယ်ဆိုဗီဒီယိုဆိုလို့ရှိရင်တို့ညားကြီးသိနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့အလို useful ဖြစ်တဲ့ information လေးကို share ခြင်းတဲ့အတွက်အမား YouTube video လေးလုပ်ဖြစ်တယ်ပေါ့နော် နောက်ထပ် reason တစ်ခုကရှိသေးတယ်အဲ့ဒါဘာကြီးလဲဆိုတော့အမားဒီ community ကိုပေါ့နော်အမားတစ်ခုခုပြန်ပေးခြင်းတယ်အဲ့ဒါကဒီဒါကအခုဒီ channel ကအမားဒါ vlog ပုံစံပေါ့နော်ဒါမှမဟုတ်နောက်ထပ် channel တစ်ခုရှိသေးတယ်အဲ့ channel မှာကအမား ဒီ UI UX design နေပေါ့เนาะသင်ကိုတော့ကိုအမလုပ်ထားတာပေါ့အဲ့ဒါကလုံးဝ completely free ပဲအဲ့ဒါဥမာ လုံးဝ whole beginner နေပြီးတော့လုပ်ရတဲ့အထိပေါ့เนาะအဲ့လိုလိုသင်ပေးဖို့အတွက်ရှိတယ်ဒါပေမဲ့အမ conference မရှိတာရောပြီးလို့ရှိရင်ဘယ်လိုလုပ်ရမလဲမသိတာရောပေါ့နော်မသိသေးတဲ့အထွက်ကိုအမအဲ့ဒါမလုပ်ဖြစ်ဘူးပေါ့နော်အမထင်လိုက်တာကဒီ vlog ကိုစလုပ်မယ်ငါ used to ဖြစ်လာပြီဆိုလို့ရှိရင်တော့ငါအဲ့ဒါလေးကိုလည်းလုပ်မယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟာလေးကအမအမြဲတမ်းလုပ်ချင်နေတဲ့ဟာလေးတစ်ခုပေါ့နော် အရင်တော့တော့ဒီရန်ကုန်မှာနေခဲ့နေမယ်ဆိုလို့ရှိရင်တော့အမတို့တက်ကြီးလာလို့နေနေရထိုင်ရလောက်သွားပြီဆိုလို့ရှိရင်နေလှည့်ပြီးတော့အမမျိုးသားရဲ့အမရဲ့ပေါ့နော် programming လေးတွေပြီးလို့ရှိရင် design လေးတွေသင်ပေးမယ်ဆိုပြီးတော့စဉ်းစားခဲ့မှုတယ်ဒါပေမဲ့အခုနိုင်ငံခြားရောက်လာပြီဆိုတော့ပေါ့နော်အဲ့ဟာလေးကတော့မလုပ်ဖြစ်တော့ဘူးပေါ့နော်အဲဒါကြောင့်မလို့အမဒီ YouTube ကနေပြီးရယ်အမအဲ့ဒါနေသင်ချင်တယ်ဒါကြောင့်မလို့ဒီ vlog လေးကိုလည်းအမစလိုက်တာလည်းပါတယ်ပေါ့နော်ဒီ YouTube အတွက်ကို နောက်ဆုံးတစ်ခုကတော့အမပါစင်နယ်ဘရန်ဒင်းနဲ့လုပ်ချင်တာပေါ့ personal branding လေးရကြတော့ဒီခေတ်မှာမရှိမဖြစ်လိုအပ်တယ်လို့ခံစားရတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ personal branding လေးလုပ်ချင်တယ်။ကို personal brand ကိုလုံးမလူတွေကကိုပြောတဲ့စကားကို trusted ဖြစ်မယ်။ကိုကိုလည်းသိမယ်ပေါ့နော်။ကိုဘာပေးနိုင်တယ်ဆိုတာကိုလည်းသိမယ်။ကိုဘလို့ချိုးပေးနိုင်တယ်ဆိုတာကိုလည်းသိမယ်ပေါ့။ဒါကြောင့်မလို့ personal branding လေးလုပ်ချင်တယ်ပေါ့နော်။အဲ့ personal brand လေးကအမရဲ့ဒီဒီပေါ် UI UX sharing မှာလည်း effective ဖြစ်မယ်လို့အမယုံကြည်တယ်ပေါ့နော်။ဒါကြောင့်မလို့အမဒီ channel လေးကိုစခဲ့တာပေါ့နော်။ ီ channel လေးကိုစခဲ့တော့ကတော့အမှ niche ကပေါ့နော်ခီးသွားတဲ့ဟာလေးတွေကို informative ကြကြ informative ဖြစ်ဖြစ်တင်မယ်ပြီးလို့ရှိရင်အစားတောက်စားတဲ့ဟာလေးတွေပေါ့နော်အမ် sponsor ပေးတိုင်းဒီသွားစားတိုင်းကောင်းတယ်ဆိုတာကြီးပဲပြောတဲ့ဟာကိုအမှတိတ်ကြိုက်ယူပေါ့နော်ဒါကြောင့်မလို့ငါငါဟာနဲ့က insight ကိုဖြစ်ဖြစ်လေး share လုပ်ပေးမယ်ဆိုပြီးတော့စဉ်းစားပြီးတော့ပေါ့နော်ဒီဟာကို initial နဲ့အဲ့သူရဲ့ initial niche အနေနဲ့ပဲမှသွားတာပေါ့နော်ဒီ6လအတွင်းမှာဒီ video တွေစတိုက်တင်ဖို့ဆိုတာကတော်တော်လေးကိုပေါ့နော် ဘယ်လိုပြောမလဲခက်ခဲခဲ့တယ်။အရင်တော့ဒီ YouTube channel ကို မစခင်က YouTube လောက်ကတာလွဲတယ်။ပြီးရင် idea လေးအများကြီးပဲလို့ထင်ခဲ့ဘူးတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ YouTube ကြည့်ရတဲ့အချိန်မှာအဲဟို YouTuber ပြောတာကြည့်လိုက်လို့ရှင်။အော်ဒါငါကြည့်ပြီးသားပဲငါလည်းဒါမျိုးလေး share လုပ်ပေးလို့ရတာပဲ။ဒါဆိုလို့ရှင်အော်ဒါမျိုးလေးလုပ်လို့ရတာပဲငါလည်းဒါမျိုး share လုပ်ပေးလို့ရတာပဲလို့ထင်ခဲ့ဘူးတယ်။ ဒါပေမဲ့ကိုတကယ်တကယ်လုပ်တဲ့အချိန်မှာပေါ့အဲ့လောက်မလွယ်မဲ့တည်လာတယ်ပေါ့နော်တချို့ရက်တည်းက motivation ရှိရတချို့ရက်တည်းက motivation မရှိဘူး motivation ရှိတဲ့ရက်တည်းကလည်းတက်လာမှာအမအတွဲတော့သုံးရက်လောက်ပဲရှိတာပေါ့နော်ဂျန်နေရက်တည်းက motivation မရှိဘူးအဲ့တော့ consistent ဖြစ်ဖို့ကခက်တယ်ပြီးလို့ရှိရင် viewer ပေါ့ ကိုတင်တဲ့အချိန်မှာ viewer နည်းတာပေါ့အဲ့ဒီအတွက်ကတော့အမ feeling တိတ်မရှိဘူးဘာဖြစ်လို့လဲဆိုတော့အမစာကလေးကကိုကိုကိုဘာမှမဟုတ်မဲတော့တည်တယ်ပေါ့နော်ဆယ်လေးလည်းမဟုတ်ဘူးပြီးတော့ကိုမှ pretty privilege လည်းမရှိဘူးကိုလည်းဘာမှမတည်ဘူးဆိုတော့လေကိုတည်တယ်အဲ့တော့အမကအမတင်လို့ရှိရင် viewer နည်းမဲ့ဆိုတော့တော့အမကဘာနော်လက်ခံထားပြီးသားပေါ့အစားကလေးကအားကြောင့်မလို့အမတို့က viewer နည်းတာဘာမှမဖြစ်ဘူးနောက်တစ်ခုကတော့အမတို့ consistent ဖြစ်တာပေါ့ဒီ video တွေကိုအဲတင်လို့ရှိရင်အမတို့ consistent ဖြစ်ဖြစ်တင်ရမယ်ပေါ့နော်အဲအဲ့တော့ တခါတလေကြိုက်လို့ရှိရင် motivate မရှိတဲ့ခါကျရင်ကို sensation ဖြစ်ဖို့ကလည်းခက်တယ်အဲ့ဒါလေးလည်းတော်တော်လေးပေါ့နော်စကားပြောတယ်အထူးသဖြင့်အမဒီ YouTube channel ကိုစပြီးတော့၃လလောက်မှအမနောက်ထပ် freelance တစ်ခုအလုပ်ထပ်ရတယ်ပေါ့နော်အဲ့လိုကလည်းတော်တော်လေးများတယ်အမကချက်လုပ်စရာကြီးလည်းအများကြီးရှိတယ်ပေါ့အဲ့တော့အလုပ်တစ်ဖက် YouTube တစ်ဖက်နဲ့ဖြစ်သွားတော့ဒီ YouTube ကိုလည်းအမတိတ်ပြီးတော့ consistent မဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့ဒါလည်းအမပြန်ပြီးတော့ပထမတစ်လနှစ်လပေါ့နော်ဒီဒီထားမိတဲ့အချိန်မှာအမတန်တန်လေးတော့ပေါ့နော် consistent ဖြစ်ဖို့ကြိုးစားတယ် အဲ့တူကိုဆက်ဆက်ပြဖို့ကြိုးစားတဲ့အချိန်မှာအမရဲ့ niche နဲ့လွဲသွားတာရှိတယ်အရင်တော့ကတော့မှဒီ channel မှာ initially ကအဲ youtube travel blog တွေပြီးရင်စားသောက် blog တွေပဲတင်မယ်လို့စဉ်းစားတာပေါ့နော်ဒါပေမဲ့ကိုက consistent ဖြစ်အောင် try ရင်းနဲ့အဲတခြား video တွေဘာတွေပါတွေအစတင်ဖြစ်တယ်ပေါ့နော်အဲ့တော့ niche ဒီကားလေးနဲ့ထွက်သွားတယ်ပေါ့ နံပါတ်မှပေါ့နော်အဲတခြား YouTuber တွေလည်းကြည့်ပြီးတယ်ပေါ့နော်တကယ်လို့ကို niche ကထွက်သွားရင်ပါဖြစ်လဲပေါ့အဲ့တော့အမသိလာတာက first priority ကဒီ YouTube channel ကိုစလုပ်မယ်ဆိုလို့ရှင်အရင်ဆုံး niche ကိုရှာပြီးလို့ရှင် consistent ဖြစ်အောင်လုပ်အဲ့ rules နှစ်ခုပဲရှိတာပေါ့နော်ပြီး perfect ဖြစ်တာမဖြစ်တာတော့သူလုံးဝလုံးဝနဲ့ဖြစ်သွားလိမ့်မယ်လို့ပြောတယ် Okay အဲ့ဆိုလို့ရှင်ငါက okay niche နဲ့ consistent ကိုဘယ်ဟာရွေးမလဲပေါ့အဲ့တော့ ရှာကြည့်တယ်ပေါ့နော်အနေနဲ့မှာအဲ့တော့ niche နဲ့ consistent ကိုရွေးရမယ်ဆိုလို့ရှိရင် consistent ဖြစ်တာကိုရွေးပါဆိုပြီးတော့တွေးမိတယ်ပေါ့နော်အမကြီးရဲ့ဟာဒီမှာဆိုတော့ okay ဟုတ်ပြီလားဆိုလို့ရှိရင်တော့ at least တော့ consistent ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့ပေါ့နော်အဲ့ကို niche နဲ့မပါတဲ့ video တွေလည်းတင်ဖြစ်တယ်ပေါ့အဲ့ဆိုလို့ရှိရင်ဒီ6လအတွင်းမှာအမပါတဲ့ land လောက်ခဲ့ရလဲပေါ့နော်ဘိုင်လန်လောက်ခဲ့ရလဲဆိုလို့ရှိရင်ပထမဦးဆုံးကတော့ကိုကိုကို perfection နဲ့ဖြစ်မှန်းမသိဖြစ်နေတာပဲ။ ဘာလဲဆိုတော့ video editing လုပ်တဲ့ချိန်မှာဗီဒီယိုရိုက်တဲ့ချိန်မှာရိုက်တဲ့ချိန်မှာလည်း perspective မျိုးစုံအပါခြင်းနဲ့အရင် informative ဖြစ်ချင်တော့ overwhelm အရင်ဖြစ်သွားတယ်။ edit လုပ်တဲ့ချိန်မှာလည်းသဘောမကျဘူးဟိုဟာက information လိုလိုက်ဒီ information လိုလိုက်တယ်။တခါမှကိုယ့်ကိုယ်လည်းအဲ့လိုမျိုးမတွေးခဲ့မိဘူးပေါ့နော်။နောက်တော့မှဩငါကတော်တော် perfect perfection နဲ့ဖြစ်ချင်မှန်းသိလာတာပေါ့နော်။အဲ့တော့အဲ့ဒါလေးတခုသိလာတယ်။ဒါပေမဲ့အဲ့ perfection နဲ့ကိစ္စကလည်းဘလို့ကြော်ဖြတ်ခဲ့လဲဆိုတော့ဒီကလေးတို့က perfect ဖြစ်အောင်စောင့်နေလို့ရှိရင်အမဒီ video တစ်ပုဒ်မှတင်ဖြစ်မှာမဟုတ်ဘူး။ မဒီ channel မစခင်လေ YouTube video ရေးအများကြီးကြည့်တယ်ပေါ့နော်။သူတို့ကလည်းပြောတယ် perfect ဖြစ်အောင်မဆောင်လဲ perfect ဖြစ်ရင်တင်းမြတ်မှာမဟုတ်ဘူးဆိုတာတကယ်မှန်တယ်။အားကြောင့်မလို့အမလိုတာရရှိရဲ့သဘောမကျတာရှိရဲ့ဒါပေမဲ့အမတင်တယ်။တဖြည်းဖြည်းနဲ့ကို improve လုပ်လာတယ်ပေါ့နော်တပုတ်ဘူးတပုတ်။ကိုယ့်ရဲ့ improvement ကိုလည်းပို့ပြီးမြင်ရတယ်။ပြီးတော့ product တွေလည်းပို့ပြီးတော့ဖြစ်လာတယ်ပေါ့နော်လုံးနေရင်လည်း။အဲတော့ perfect ဖြစ်ဖို့အတွက်မဆောင်လဲပေါ့။ပြီးလို့ရှိရင်နောက်တစ်ခုကတော့ကိုလှုပ်ချင်ရင်လှုပ်။နောက်တွေပိုင်းမှာအချိန်ကောင်းတာတွေပိုင်းစောင့်နေတယ်။ ။ခေါင်းတဲ့ချိန်ဆိုတာလည်းမခုနပြောသလိုပဲတလားမှာ motivate ဖြစ်တဲ့ချိန်ဆိုတာလည်းတလားမှာ3ရက်လောက်ပဲရှိတာ။ဇန်နေရက်တည်းကအကုန်လုံး motivate ဖြစ်နေတာမဟုတ်ဘူးဆိုတော့အဲ့ချိန်ကစောင့်နေအချိန်ကောင်းနေပါလေစောင့်နေ perfect ပြောင်းစောင့်နေတင်ပြမှာမဟုတ်တော့ဘူးပေါ့နော်။နောက်တစ်ခုကတော့အမ video editing process ပေါ့။အမရဲ့ video editing process ကအမကလည်းအရင်လောပါကြီးတယ်ပေါ့နော်။ဒီနေ့ရိုက်ဒီနေ့ editing လုပ်နောက် schedule လုပ်ပေါ့အဲ့ဒါမျိုးလေး။ အဲ့တော့ဒီနေ့ရရင်ဒီနေ့ edit လုပ်ပြီးတော့ဒီနေ့ finish လုပ်လိုက်လို့ရှိရင်အမရဲ့အဲ့ video တွေမှာ error တွေပါတာပိုများတယ်ပြီးရင် informat တွေလည်းအလောက်မဖြစ်ဘူးခြံခဲ့တာတွေအများကြီးလည်းရှိတယ်။နောက်ပိုင်းတော့အမ editing လုပ်တာကိုပထမတစ်ရက်ကိုတော့မှအကျဉ်းပြင်ဖြတ်လိုက်တယ်။နောက်ရက်ကိုမှပြန်ကြည့်ပြီးလိုရတယ်ပြင်လိုက်လို့ရှိရင်အဲ့ဒါကပို့ပြီးတော့ error နေပြီးတော့ format တွေလည်းဖြစ်တယ်ပြီးလို့ရှိရင်တိတ်လိုရတယ်လည်းတိတ်မရှိတော့တွေ့ရတယ်ပေါ့နော်။အဲ့တော့အဲ့ process လေးကိုအမအလိုပြောင်းလိုက်တယ်။အခုရအခု editing လုပ်ဆိုလို့ရှိရင်မျိုးလုံးကပြာသွားပြီးတော့ဘာမှမသိတော့ဘူးပေါ့နော်။အဲ့အလိုမျိုးမှဖြစ်တယ်။ အဲ့တော့အဲ့ video editing process ကလေးပေါ့နော်ကို process ကိုရှာတွေ့သွားတာပေါ့နော်နောက်တစ်ခုကတော့ facial expression အဲအမကဒီလူတော်တော်များပြောကြတယ်ပေါ့နော်ဒီကိုယ့်ကိုနေလို့ရှင်မျက်နှာကြီးကတီးပြီးတော့ပေါ့အဲ့လိုမျိုးကြောက်စရာကြီးပေါ့အချောင်မို့သူတို့စကားမပြောရဲဘူးလို့ကတော့အဲ့လိုမျိုးအမကိုအမှတ်ချက်ပြီးဘူးကြတယ်ပေါ့နော်အဲအဲ့တကယ်လည်းဟုတ်တယ်အမဒီလိုမျိုးစကားပြောတဲ့ဗီဒီယိုရိုက်လို့ရှင်ပြုံးပြုံးမမေ့ပါနဲ့ပေါ့နော်အမှန်တကယ်တော့ကိုကတော့ဒီလိုမျိုး ပြောလိုက်တယ်လို့ထင်တာပဲဒါပေမဲ့ကိုမျက်နှာရတော်တော်ကြီးဒီဖြစ်သွားတယ်ပေါ့နော်တခြားအမဗီဒီယိုဖိုင်တွေမှာလည်းဒီတော့သတိထားပြီးမှလည်းမပြောတတ်ဘူးအဲ့တော့ကိုကအရင်နဲ့လုပ်ရင်လည်းပြန်ကြည့်တော့အော်ငါဒါလေးတွေ improve လုပ်ဖို့လိုပါလားစကားပြောတဲ့နေရာဘလို့ဖြစ်နေတယ် improve လုပ်ဖို့လိုပါလားဆိုပြီးတော့သိလာရတယ်ပေါ့နော်နောက်တစ်ခုကအမအိတ်စကားပြောတဲ့တန်ဆိုလို့နောက်တစ်ခုကလေအမအင်္ဂလိပ်စကားတွေညှက်ပြောတဲ့အချိန်မှာအမအင်္ဂလိပ်တန်ထွက်တွေကတမျိုးဖြစ်နေအဲ့ဘာဖြစ်လို့လဲဆိုတော့အမခုအင်္ဂလိပ်စာ pronunciation class တက်ပြီးသွားပြီပေါ့နော် အရင်တော့အမရဲ့အင်္ဂလိပ်စာ pronunciation က90ရာခိုင်နှုန်းလောက်ပဲမှန်တယ်ကျွန်တော်တွေအကုန်လုံး90ရာခိုင်နှုန်းမှားနေတာအဲ့ဒါနဲ့အမကိုကိုကိုမကြိုက်တော့အဲ pronunciation class ကိုမှတက်လိုက်တယ်တက်လိုက်တော့ကိုမှားနေတာကြီးသိသွားတယ်တိရောပြီးတော့အကုန်လုံးတော့ပဲပဲပြင်နိုင်မလဲကိုတီးရဲ့တလုံးတလုံးစီရင်လေးကိုရဲ့ daily use တာတွေပြင်ပြတာပေါ့နော်အခုအမအဲ့ဗီဒီယိုတွေထဲမှာ transition ကာလကိုရောက်နေတော့အမ English pronunciation ကတမျိုးဖြစ်နေတယ် အဲ့လိုမျိုး UIUX တွေပါတယ်ဆိုလို့ရှိရင်အဲ့လိုပြောတာတွေဆိုလို့ရှိရင်အဲ့လိုမျိုးအဲ့ X တို့ပါတော့မပါတာလို့အဲ့လိုဖြစ်သွားတယ်ပေါ့နော်အဲ့တော့တမျိုးကြီးဖြစ်နေလိမ့်မယ်ပေါ့နော်အမအင်္ဂလိပ်စကားပြောတဲ့ဟာကြီးအဲ့ဗီဒီယိုထဲမှာအမပြန်မြင်ရတာပေါ့နော်အဲ့လည်းအမ edit မလုပ်ချင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ edit လုပ်လဲအမပြန်ပြောလဲအဲ့ပုံစံမှာထွက်နေတာပေါ့ဘာဖြစ်လို့လဲဆိုတော့အမ transition ကာလမှာရောက်နေတာပေါ့နော်အမအဲ့လို pronunciation ပြင်တဲ့ transition ကောင်းလာမှာရောက်နေတော့အလိုလေးဖြစ်နေတယ်အဲ့ဒါလေးလည်းသတိထားမိတယ်ပေါ့နော်နောက်တစ်ခုအမလမ်းလောက်ကတာကအမတို့ authentic ဖြစ်ဖို့လိုတယ်ပေါ့နော်အမလည်းဟိုလူတွေကိုကိုဗီဒီယိုရိုက်တဲ့အချိန်မှာ impress မဖြစ်စေချင်ဘူးအဲ့မဲ့ကိုကသာကိုရဲ့အသီးစိတ်မှသာကိုက impress မလုပ်ချင်တာကိုရဲ့မသိစိတ်ကတော့လုပ်ချင်နေပုံပုံဝဲကြည့်ရတာပထမဆုံးဗီဒီယို3 5ခုကိုပြန်ကြည့်လိုက်တဲ့ချိန်မှာကိုကိုနဲ့မတူနေဘူးအဲလူတွေကို impress ဖြစ်အောင်လုပ်နေတဲ့ပုံစံနဲ့တူတယ်လို့ခံစားရတယ် ပြင်ကိုမဟုတ်တယ်လို့ခံစားရတယ်ပေါ့နော်အဲအဲ့ဒီတခုအလိုခံစားရတယ်အဲ့တော့နောက်ပါကိုကိုအဒီနဲ့လိုဝင်နေသတိထားလာမိတာပေါ့နော်အော်ဒါကပုံစံမဟုတ်ဘူးငါဒီလိုကို authentic self ဖြစ်ဖို့အတွက်လိုတယ်ဆိုပြီးတော့သတိထားမိသတိထားမိနေမှာ improve ဖြစ်လာပြီး change လာတာပေါ့နော်အဲ့လိုမျိုးလေးရာအဲ့ဆိုလို့ရှိရင်တော့လက်ရှိကတော့အမအားတွေလမ်းခဲ့တာပေါ့နော်ပြီးတော့မှဒီအမ YouTube channel လေးလိုဝင်နေမှာမသိလာခဲ့တာလူတွေတော်တော်များ negative အလောက်မဖြစ်ကြဘူးပေါ့နော်တော်တော်လေး positive ဖြစ်တယ်လူကြီးများတယ်ဒီအမ channel ဆိုလို့ရှိရင်လည်းအမဘာမှမဟုတ်ဘူးဒီတိုင်းလေးပဲအမ travel blog လေးတင်တယ်ဒါလေးတွေကိုလည်းအမကိုပေါ့နော်ဒီလိုမျိုး positive comment လေးတွေပြီးယုံကြည်ကြရတယ်အဲ့လိုမျိုးဆိုတော့ပေါ့နော်အဲ့ဒါလေးတွေကတော့အမပြန်ရတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေအမရန်သဘောကျတယ် အရင်တော့အမလူတွေကို negative များရတယ်လို့တော့မထင်ဘူးဒါပေမဲ့အဲ့လို positive ရှိရလို့လည်းမထင်ခဲ့ဘူးပေါ့နော်အခု positive ရှိတဲ့လူတွေအများကြီးပဲအကောင်းမြင်ပေးတဲ့လူတွေအများကြီးပဲဆိုတဲ့အတွက်ပေါ့မတကယ်ကျေးဇူးတင်ပါတယ် Okay ဒါလေးကတော့အမဒီ6လအတွင်းမှာဖြစ်ခဲ့တာလေးတွေရယ်လမ်းလောက်ခဲ့ရတဲ့ဟာလေးတွေပေါ့နော်အဲ့တော့အမဒီ channel နဲ့ပတ်သက်ပြီးတော့အမ future plan လေးတွေကဘာရှိလဲဆိုတော့อืมအမ consistent ဖြစ်ဖို့ 조사မယ်ပြီးရင်ဒီထက်ပိုပြီးတော့ informative ဖြစ်ဖြုတ်ဖို့အတွက်조사မယ် useful ဖြစ်တဲ့ information တွေပေါ့နော် education လည်းပဲဖြစ်ဖြစ် travel လည်းပဲဖြစ်ဖြစ်ဒီအမဗီဒီယိုကြည့်လို့ရှိရင်တခုခုရောက်လာစေချင်တဲ့ဆန္ဒအမမှာရှိရဆိုတော့အဲ့ဒီဟာလေးကိုပေါ့နော်အဲ့ဒါလေးလေးပို့ပြီးတော့ emphasize လုပ်မယ်ပြီးရင်ပြီးရင် connection နဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နော်အမသင်ထားတာလေးတွေစိတ်ဝင်စားတာလေးတွေအဲ့ဒါလေးတွေအမလုပ်ပေးဖို့ရှိတယ် နောက်ပြီးတော့အဲ့ဒီစားသောက်နဲ့ပတ်သက်တာပေါ့နော်စားသောက်နဲ့ပတ်သက်တာကတော့မှခုနပြောသလိုပဲတခုခုသွားလို့ရှိရင်အမအကုန်ကြိုက်တယ်ဆိုတာကြီးကိုလက်မခံဘူးပေါ့နော်အဲ့တော့တကယ် honest review ဖြစ်တဲ့ဟာပေါ့အဲ့ဒါလေးလေးကိုလုပ်ပေးဖို့ရှိရယ်ပြီးလို့ရှိရင်ကြတော့အမတခြားပေါ့နော် different perspective လေးတွေအဲ့ဒါလေးလေးပေါ့နော်ပြီးအမတွေးလေးတွေပို့ပြီးတော့ share လုပ်ပေးဖို့အတွက်ဒီ channel မှာရှိရယ်ပေါ့နော် အမအခုခုနပြောတဲ့ UI UX sharing လုပ်ပေးမဲ့ channel မှာလည်းအမအခုစတော့တင်နေပြီဒါပေမဲ့အဲ့ course တွေကအရင်ဆုံးမတင်သေးဘူးပေါ့နော်လောလောဆယ် one map လုပ်တဲ့အနေနဲ့ inspiration လေးတွေ share ရတဲ့ဒီဘာလေးတွေပဲရှိတယ်ပေါ့နော်တကယ်တော့ကိုကအဲဒီ designer လို့ပို့စိတ်ဝင်စားတဲ့ဒီ UI UX ဆိုတော့ဘာလဲသိကျင်နေဆိုလို့ရှင်တော့အမတို့ဒီအဲ့ channel လေးပေါ့နော်သွားကြည့်လို့ရတယ်ဒါကအမတို့ဒီအဲ့ဒါကိုစိတ်ဝင်စားလို့တော်ပဲဆိုတော့ပေါ့နော်အဲအဲ့ဒါကိုစိတ်ဝင်စားမှသွားကြည့်လို့ရပါတယ်။ဘာလို့လဲဆိုတော့ အမအမတို့ share လုပ်ပေးနေပါတော့အဲ့ဒီမှာကျတော့အမမျိုးသားရဲ့အမနှစ်ယောက် share လုပ်ပေးမယ်ပေါ့အမမျိုးသားကျတော့ဒီ software engineer ဆိုတော့သူကတော့ software coding တွေနဲ့ပတ်သက်တဲ့ဟာကိုသူ share လုပ်ပေးလိမ့်မယ်အမကတော့ဒီ designer ဆိုတော့အမဒီ Canva တို့ UI UX design တို့ Figma တို့ပေါ့နော်အဲ့လိုဟာတွေနဲ့ပတ်သက်တဲ့ဟာကိုအမ mainly share လုပ်မယ်ပေါ့နော်ဒီ channel လေးမှာ okay အဲ့ဆိုလို့ရှင်တော့ဒါပါပဲဒါကတော့အမရဲ့ဒီ6လပေါ့နော် YouTube channel လုပ်ပြီးတော့6လပေါ့အားလေးလမ်းလုတ်ခဲ့ရတာလေးတွေ absent down လေးတွေပါဆိုလို့ရှင်တော့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်အားလုံးပဲ bye bye